Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့ Manchester United တာဝန်ရှိသူတွေရဲ့ဘက်ကကွန်းလင်ကစားမဖြစ်တဲ့ Carlos Baleba ကိုခေါ်ဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့တတင်းရင်ကျွန်တော်တို့သိထားရတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါ။ United ရဲ့ဘက်ကသူသဖြင့်ပေါ့နော်ဇန်နဝါရီပြောင်းရွှေ့ကမကြာခင်ရောက်လာတော့မယ်ဆိုတဲ့အခြေအနေမျိုးမှာအဲ့ဒီအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒါ Indy Killer ကနေပြီးတော့ဒါ report လုပ်ထားတာပါဘာဖြစ်တာလဲဆိုတော့ Manchester United အသင်းရဲ့ဘက်ကတော့ကွန်းလေကစားသမားဖြစ်တဲ့ Carlos Baleba အတွက်ဆွေးနွေးမှုတွေပြန်လည်စတင်နေပြီဖြစ်ပြီးတော့ကစားသမားအတွက်ပေါင်တန်90လောက်ထိကိုကန်လန်ဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။နောက်ဆိုတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကတော့ တရားဝင်ကန့်လန့်မှုနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ရှေ့ဆက်ပြီးတော့အစာတင်လုံလို့ရပြီဖြစ်ကြောင်းနော်ကန့်လန့်ခြင်းကန့်လို့ရကန့်လန့်လို့ရပြီဆိုတဲ့အကြောင်းတွေပါဟိုမိစိမ့်နေပါတွေပါပြထားတာတွေကျွန်တော်တို့ရှိတယ်ပေါ့လောလောဆယ်အခြေအနေကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအခြေအနေတွေဟာဟိုအရင်ဆုံးလုံးတည်တဲ့အခြေအနေမျိုးပါထားပါတော့ပေါင်သန်း93မဲတို့နော်ပေါင်သန်း93မဲတို့ပြီးရင်နော်တရားဝင်ကန့်လန့်မှုတွေမိစိမ့်ပြလိုက်ပြီးတို့ဒါတွေက အရန်ကြီးစောလုံးတဲ့အခြေအနေမျိုးတွေတကယ်ဟုတ်ချင်မှလည်းကျွန်တော်ဟောအောင်မှာပေါ့နော်အတိုင်းအတာတစ်ခုဒီစောင့်ကြည့်အောင်မယ်အနေထားမျိုးတွေဒီစင်မှာကာလဆိုတာထက်လောလောဆယ်မှာကျွန်တော်နိုဝင်ဘာလအစပဲရှိသေးတဲ့အနေထားမျိုးမှာဒီလိုမျိုးစောစောစီးစီးစုံဖြတ်ဖို့ဆိုတာမျိုးကမလွယ်သေးပါဘူးဒါအပြင်အသင်းရဲ့ဘက်ကတော့ဒီကစားမဖြစ်သေးတဲ့အခြေအနေတွေကိုပြန်ပြီးတော့ဆွေးနွေးနေပြီဆိုတာမျိုးကတော့အများကြီးကောင်းတဲ့အရာပဲဆိုတော့အခုလက်ရှိကျွန်တော်တို့ MOD ရဲ့အနေထားကိုကျွန်တော်ကြည့်ရင်ဒီကွင်းလေဆိုတာကပြီးခဲ့တဲ့ညရာဒီအပြောင်းရွှေ့ကလေးက အသင်းဘက်ကတကယ်ခေါ်ဖို့ကြိုးပမ်းနေတာအဲအဲဒီလုံကလည်းကာလုစ်ဘာလဲပါပဲဆိုတော့အခုလက်ရှိလည်းပဲဘာလဲပါပဲတခုရှိတာကတော့ဘာလဲပါဒီကျွန်တော်တို့မျှော်လင့်တယ်လို့မဟုတ်တော့ဘူးပေါ့နော်အဲပြီးခဲ့တဲ့ယာဒီကနဲ့ရှင်မေဆိုလို့ရှိရင်ဒီယာဒီဘာလဲပါဟာဘာမှန်ကျွန်တော်လုတ်ပြထားနိုင်ခြင်းမရှိဘူးတော်တော်လေးလေးတိုင်ပတ်နေတယ်ပေါ့ဒါမျိုးလို့ Brighton ရဲ့ဘက်ကတော့ဘလောက်ပဲတိုင်ပတ်တိုင်ပတ် ငါတို့တော့ဇန်နဝါရီပြောင်းရွှေ့မှာလက်မလွတ်ချင်ဘူးနောက်နှစ်နွေရာသီအပြောင်းရွှေ့မှာပဲလက်လွတ်ချင်တယ်အသင်းမှာတရာသီလောဆက်ပြီးတော့ထိန်းသိမ်းသွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးသူတို့ကညင်းညင်းနေတော့မယ်ဒါပေမဲ့လို့အဲ့ဒီအရာကိုဖြေလျှော့ဖို့ဆိုရင်အသင်းဘက်ကဒီဇန်နဝါရီမှာပေါင်သန်း90လောက်နဲ့ကန်လန်းမကိုပဲအစဉ်ပြေလာမယ့်သဘောမျိုးအကယ်လို့မြန်ပေါင်သန်း60လောက်နဲ့ကျွန်တော်တို့ကတကယ်တမ်းကန်လန်းသေးတာနော်အကယ်လို့အဲ့လိုကန်လန်းမယ်ဆိုရင်သူတို့ဘက်ကတကယ်တကယ်လက်လွတ်ပါမလားပေါ့အလောင်းနဲ့ဒါကလည်းကျွန်တော်ရှိသေးတာပေါ့နော်ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုရင်အသင်းဘက်ကတော့ ဟိုဇန်နဝါရီပြောင်းရွှေ့မှာရဖို့အတွက်နဲ့ကိုပဲတန်90လောက်ထိကန်လန်ဖို့နဲ့ပတ်သက်လို့ပြင်ဆင်ထားတယ်ဆိုတဲ့ပုံစံမျိုးပါ။ဟောဆိုတော့ကာလုစ်ပါလေပါညီကတို့ဘယ်လိုမြင်ကြလဲ။နော်အကယ်လို့ဗျာအသင်းဘက်ကတကယ်တကယ်ကန်လန်တော့မယ်ဟေးခေါ်ဝကျူးပန်းမယ်ဟေးဆိုရင်တော့မှကာလုစ်ပါလေပါကိုကျွန်တော်တို့ကျူးပန်းတင်တယ်လို့ညီကတို့ထင်ကြလား။တကူရှိတာတော့ဗောနော်ဒါကနည်းနည်းတော့ဘယ်လိုပြောရမလဲ။နည်းနည်းတော့စဉ်းစားအခက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ပါလေပါကိုအစားထူးဖို့ကျူပန်းတဲ့အခါကွင်းလေကိုကျွန်တော်ကြည့်ရမှာကွင်းလေကိုကျွန်တော်ကြည့်ရင်ကျွန်တော်အလူအဆုံကဘာဖြစ်မလဲ defensive midfield ကွင်းလေပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီ Bruno Fernandes နဲ့တွဲကစားဖို့အတွက်ပေါ့နော်။ကျွန်တော်အနေနဲ့လုံးဝ fresh leg တွေဖြစ်တဲ့ကစားမဖြစ်ရမယ်ပြီးလို့ရှိရင်ဟိုအတက်ဆင်းကောင်းတဲ့ကစားမဖြစ်ရမယ် defensive ပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုတောင်းဝန်ကြီးအောင်လုပ်ပြနိုင်တဲ့ကစားမမျိုးကျွန်တော်ဖြစ်ရမယ်။ဆိုတော့ကွင်းလေအထိုင်ကိုကောင်းကောင်းကစားနိုင်တဲ့သူမျိုးကျွန်တော်ဖြစ်ရမယ်ဗျာ။ပြည်ထနာက Carlos Vallebar က ဟိုကိုင်းလက်အထိုင်မှာကစားတဲ့ပုံစံမျိုးဟုတ်မနေဘူး။ဘာလဲပါအနေနဲ့ဒီအတက်ဆင်းလို့ရတာကိုသဘောကျတဲ့ကစားမတယောက်ဖြစ်တယ်။ပြောရရင် box to box ပုံစံမျိုးမှာသူကတပွဲလုံးနီးပါးပြည့်လွှားပြီးတော့ကစားနေတဲ့ကစားမမျိုးပြီးလို့ရှင်တိုက်စစ်ကိုလိုက်တဲ့နေရာမှာလည်းဘောလုံးနဲ့အတူဆွဲပြေးပြီးတော့ဒီတမှာတိုက်စစ်ကိုပံ့ပိုးနိုင်စွမ်းရှိတဲ့ကစားသမားမျိုးပေါ့နော်။ဟိုပြီးလို့ရှိရင်ကျွန်တော်တို့ညီနေခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းစိတ်ချရတယ်။ဒါပေမဲ့သူ့ပုံစံကကိုယ်လည်းအထိုင်မှာကစားတဲ့ပုံစံမျိုးမဟုတ်တဲ့အခါ เนาะကျွန်တော်တို့ position မှာ out of position နေဖြစ်သွားမယ်ဆိုလို့ရှင်လည်းပဲဒါစိတ်ပူစရာဘာလို့လဲဆိုတော့သူနဲ့ Bruno Fernandes ကိုတော့တွဲပေးထားမယ်ဆိုရင် Fernandes ကလည်းတိုက်စစ်ကိုလိုက်ရှင်နေကစားမှာဒါအားလုံးလည်းတိတဲ့အတိုင်းပဲဒါအပြင် Amorin ကလည်းကွန်းလယ်မှာဆိုလို့ရှင် Fernandes ကိုတိုက်စစ်လိုက်ဖို့အတွက် line စင်ပေးထားတဲ့တယောက်ဆိုတော့အခုလက်ရှိ defensive midfield မှာ ဘာလဲပါကူတာကျွန်တော်တို့ထည့်လို့ဒီတိုင်းရဲ့သူဖြစ်လာအောင်မယ်ဆိုရင်တော့မလွယ်ပါဘူးတခုတော့ရှိတာပေါ့လေသူကတော့ပြန်ပြီးတော့ recover လုပ်နိုင်စွမ်းရှိတဲ့ player မျိုးပေါ့ Casemiro တို့ဆိုလို့ရှိရင်လိုက်သွားပြီးဟိဆိုလို့ရှိရင် recover မလုပ်နိုင်တော့ပြီးလို့ရှိရင်ကျွန်တော်တို့ညီနေဒီ main new တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်လည်းကျွန်တော်တို့ဒီ defensive midfield မှာ Kansik ဆော့တာကတအားကိုအားနေလုံးနေပေါ့နော် Ugarte ကတော့ဘာမှန်းကိုကျွန်တော်မရတာအဲ့ဒီတော့ကျွန်တော်တို့ညီနေ defensive midfield အောင်အားဖြည့်ရမယ်ဒီနေရာမှာ Adam Moore တမလို့လိုမျိုးအငြင်းကစားနေတဲ့ကစားမားတွေဆိုလို့ရှိရင်တော်တော်ကျွန်တော်တို့ကောင်းလာမှာ တိုးတိုးလည်းပဲဘာလေပါကိုပဲအတင်ပတ်ကဦးစားပေးပြီးတော့ခုံကျူးပတ်တဲ့သဘောမျိုးဖြစ်နေတယ်ဆိုတော့ဘာလေပါဆိုလို့ရှိရင်တော့အနည်းဆုံးတော့ဗျလက်ရှိကွင်းလင်ကစားမတွေထက်တော့ပိုပြီးတော့ကောင်းမှာပေါ့လေပြီးခဲ့တဲ့ຫນွေကလည်းခေါ်ဖို့ကျူးပန်းခဲ့တဲ့ player ဖြစ်နေဆိုတော့အသင်းရဲ့ဘက်ကကပေါ့နော် okay ငါတို့တော့ဘာလေပါဟာအသင်းရဲ့ကွင်းလင်မှာအထူးသဖြင့် defensive midfield နေရာမှာအများကြီးပြောင်းလဲနိုင်စွမ်းရှိတဲ့ player တယောက်လို့သူတို့မြင်ထားလို့ပဲကျွန်တော်ဖြစ်မှာပဲကျွန်တော်တို့ဒီတန်း90တို့တန်း80တို့တုံးဖို့ဆိုတာမျိုးကလည်း player တယောက်အည်သွေးကို တုံတုံယူနဲ့ကျွန်တော်ကတုံးကြတာမှကျွန်တော်မဟုတ်တာအဲ့တော့တန်90သုံးမယ်ဆိုတာမျိုးကတော့တကယ်ဖြစ်လာနိုင်ဘူးကစောင့်ကြည့်ရအောင်မယ်ဒါပေမဲ့ကောင်းတဲ့အရာတစ်ခုကကျွန်တော်တို့ Brighton မှာအစိတ်သိအစင်မပြေတဲ့အချိန်မျိုးမှာကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင်ဈေးညော့နိုင်နေပေါ့နော်ဈေးညော့နိုင်နေတခုရှိတာကတော့ Brighton ကဒီဇင်ဘာမှာလက်မလွတ်ချင်ဘူးဒါဘာလို့ဆက်ပြီးတော့ဖြစ်လာမလဲစောင့်ကြည့်ရမယ်အတင်းဘက်ကတော့ကွန်းလင်ကမဖြစ်မနေခေါ်ဘူးဂျူပန်းမှာ ဒီပုံစံနဲ့ဆိုလို့ရှိရင်ကွင်းလည်တာကောင်းလာမယ်ဆိုလို့ရှိရင်တချို့ပြဿနာတွေကဖြစ်ရှင်းပြီးသားဖြစ်သွားမယ့်အရာတွေရှိတယ်အဲ့တော့လက်ရှိမှာခန်းစစ်မှာအများကြီးအားကောင်းနေလို့ကျွန်တော်ပြောလို့ရတဲ့ကာလို့စ်ပါလေပါကိုအသင်ဘက်ကစိတ်ဝင်စားနေတယ်ညီကလို့ရောဘလူမင်ညလည်းပါလေပါကိုဦးစားပေးခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြပါလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်